ဒါဖြင့်ကာမတုခတဲ့ချမ်းသာတဲ့ချမ်းသာဒုက္ခမျိုးရှိသလားလို့ဆိုတော့ရှိတယ်အဲ့ဒီချမ်းသာကဘာချမ်းသာလို့ခေါ်လဲဆိုရင်និခမ္မဒုက္ခတဲ့និခမ္မဒုက္ခဆိုတာမျက်စိနဲ့မြင်ပြီးတော့စိတ်ချမ်းသာမှုကိုယူတာလည်းမဟုတ်ဘူးနားနဲ့အသံကိုနားထောင်ပြီးတော့စိတ်ချမ်းသာမှုကိုရယူတာမဟုတ်ဘူးနှာခေါင်းနဲ့ နန်းရှူပြီးတော့စိတ်ချမ်းသာမှုကိုရတာမဟုတ်ဘူးလျာနဲ့လျက်ပြီးတော့စိတ်ချမ်းသာမှုကိုရတာလည်းမဟုတ်ဘူးခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတဲ့နောက်မှာစိတ်ချမ်းသာမှုကိုရတာလည်းမဟုတ်ဘူးတဲ့အဲ့ဒီကာမဂုဏ်အာယုန်လို့ဆိုတဲ့ဒီအာယုန်တွေဟာ အပူအပင်တွေနဲ့ရောထွေးပြီးတော့နေတဲ့ချမ်းသာဒုက္ခတွေဖြစ်လို့အခုတခဏချမ်းသာရင် တော်ကြချမ်းသာခြင်းမှချမ်းသာတယ် ချမ်းသာဒုက္ခကလည်းအမတန်မှတိုးတောင်းတယ်ကာမဂုဏ်ချမ်းသာဆိုတာအမတန်မှတိုးတောင်းတယ်အဲ့ဒီကာမချမ်းသာတွေကိုဖယ်ရှားပြစ်လိုက်မှရဲ့ကာမချမ်းသာတွေနဲ့ဆက်ဆက်မှုမရှိဘဲနဲ့တရားဓမ္မကိုနှလုံးသွင်းပြီးတော့နေတဲ့ချမ်းသာမျိုးကြတော့နိခမ္မဒုက္ခလို့ခေါ်တယ်ကာမဂုဏ်ချမ်းသာတွေကို ခွာရှောင်ပြီးတော့ရလာတဲ့ချမ်းသာအဲ့ဒီချမ်းသာမျိုးကဇန်ချမ်းသာတို့ မက်ချမ်းသာတို့ဖို့ချမ်းသာတို့ဆိုတာနိခမ္မဒုက္ခအဲ့ဒီနိခမ္မဒုက္ခကိုပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့သဘောကျလားလို့ဆိုတော့သဘောမကျဘူးအရိယာသူတော်ရှင်တွေကအဲ့ဒါကိုချမ်းသာလို့သတ်မှတ်တယ်ပုထုဇဉ်တွေကဆင်းရဲတယ်လို့ထင်တယ်အထင်ချင်းအမြင်ချင်းအလုံးကိုကွာခြားတယ်ဟုတ် ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြင်းစရာကြီးလို့အောင်းမဲ့မှာပဲ။တရားဓမ္မနှလုံးသွင်းပြီးတဦးတည်းအေးစေးစေးတည်တည်ငြိမ်ငြိမ်ထိုင်းနေတဲ့ပုဂ္ဂိုလ်ကြည့်လိုက်မယ်ဆိုရင်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကဒီလူငုတ်တုတ်ကြီးထိုင်ပြီးဘာတွေလုံအောင် ပြင်းစရာကြီးလို့ဒီလိုပဲထင်။ဘာဖြစ်လို့ဒုက္ခစားမှုတာကကာမဒုက္ခပဲခံစားမှုတာလေ။ဟိုလူကရလာတဲ့နိခမ္မဒုက္ခကြတော့ အေးကာမတုခဆိုတာအလိုမကြစရာတွေအများကြီးရှိတယ်အလိုမကြစရာတွေအများကြီးရှိဆိုပါစို့မျက်စိဖြင့်လှတာပတာကြည့်ပြီးတော့ချမ်းသာဒုက္ခကိုခံစားကြနေဆိုရင်မျက်စိအောက်ကအလှအပပျောက်သွားတာနဲ့တပြိုင်နက်ဟောချမ်းသာဒုက္ခရှိပါအောင်မလားမရှိတော့ဘူးနားထဲကနှစ်သက်ตาရပွဲအတန်ပျောက်သွားတာနဲ့တပြိုင်နက်ချမ်းသာဒုက္ခရှိနိုင်ပါအောင်မလား မရှိဘူးနှကောင်းကနန်းရှူရတဲ့အနံ့ပျောက်သွားလို့ပြောင်းလဲသွားတာနဲ့တပြိုင်တည်းချမ်းသာဒုက္ခဆိုတာမရှိနိုင်ပါဘူးလျာကခံစားပြီးတော့ရတဲ့ချမ်းသာဒုက္ခဆိုတာလည်းပဲနော်တခဏမြတာပဲဖြစ်တယ်ခန္ဓာကိုယ်နဲ့ထိတွေ့ပြီးရရှိတဲ့ချမ်းသာဒုက္ခဆိုတာလည်းတခဏမြတာဖြစ်တယ်အဲ့ဒီချမ်းသာဒုက္ခတွေကိုရရှိခံစားလာတဲ့အချိန်ပိုင်းလေးကအမတ္တမတူထောင်းတယ် အမတန်မှထူထောင်တယ်အမတန်မှထူထောင်သည့်အတွက်ကြောင့်တခဏလေးချမ်းသာတာကိုသာဝရထင်ပြီးတော့ကာမဒုက္ခတွေမှာနေမျောနေကြတဲ့ပုဂ္ဂိုလ်တွေကအလွန်တရာမှများပါတယ်အဲ့ဒီချမ်းသာမျိုးကိုသာခံစားမှုတဲ့ပုရုษင်ပုဂ္ဂိုလ်တွေဟာနိခမ္မဒုက္ခလို့ဆိုတဲ့ဒီကံကုံအာယုန်တွေကိုဖယ်ရှားပစ်လိုက်လို့ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခမျိုးအိမ်မက်ထက်တောင်မက်လို့မရဘူး အရိယသူတော်စင်များကြတော့အစစ်မြင့်လာတဲ့ပုဂ္ဂိုလ်ကြတော့ကာမတုခဆိုတာပူလောင်မှုတွေနဲ့ဖြစ်နေတယ်။ဒါကြောင့်မို့တကယ်ချမ်းသာတာမဟုတ်ဘူး။တကယ်ချမ်းသာမှုဆိုတာဟာကာမတုခထဲမှာမရှိနိုင်ဘူးလို့ဟောနိခမ္မတုခကာမဂုဏ်အာယုံကထွက်ခွာလိုက်လို့ရလာတဲ့ချမ်းသာဒုက္ခအမတန်မှအေးချမ်းတယ်၊တည်ငြိမ်တယ်၊ငြိမ်သက်တယ်။ပူပင်ခြင်းမရှိဘူး။ နိက္ခမဒုက္ခရထားတဲ့ပုဂ္ဂိုလ်တရားဟာကာမဒုက္ခလို့မျက်စိအမြင်အောက်ကပျောက်သွားလို့အာယုံ၅ပါးတဲ့ကကိုယ့်ရဲ့ဒီပတ္တာရတွေအတွင်းကနေပျောက်သွားသည့်အတွက်ကြောင့်လဲပူလောင်ခြင်းဆိုတာမဖြစ်ဘူးပျောက်သွားတဲ့ဇေယျလည်းအကြောင်းမရှိဘူးဒါကြောင့်မို့နိက္ခမဒုက္ခအမတန်မှချမ်းသာတဲ့ချမ်းသာဒုက္ခလို့ဒီလိုဟောတာเนาะ